ဒီကနေ့သုံးတကဥဆိုင်သိန်းသောသောမဒေါနာအေးဒေါနာအေးရဲ့မွေးနေ့အထိတ်မှအနေဖြင့်ရာသက်ပါသုံးကအနေဖြင့်ဒုတိယအကြိမ်မြောက်ပရိယတိသာသနာတက်ကဲ့သို့တရားတော်ရှင်မြတ်တို့အနိစွမ်းဆက်ကလှူဒန်းသည်ဘောဇနာဒါနစွမ်းလှူကောင်းမှုကုသိုလ်ထို့ပြင်ယခင်နဝကမ္မဝတ္တုငွေကြသိန်း60ယခု20စုစုပေါင်းကြသိန်း80ပရိသေပင်ဆိုင်ထူလှူဒန်းတဲ့ကောင်းမှုကုသိုလ် ဤကောင်းမှုကုသိုလ်တို့ကို ပြုလုပ်အားထုတ်ခြင်းဖြစ်တယ်ဒီတက္ကသိုလ်မကြာမကြာကောင်းမှုကုသိုလ်ပြုတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ဆွန်တရားမဟောတော့ဘဲနဲ့တရားလည်းမထအောင်မိမိတို့လည်းဘုသူဒ္ဒရှိအောင်ပေါ့ငါလည်းပဲတရားအစဉ်လေးကြားသွားအောင်ပေါ့ငါလည်းပဲအစဉ်လေးကြားသွားအောင်ဆိုတာကဒီနေရာကနေပြီးတော့ဩဃာတကရောဂျိုးကနေစပြီးတော့ငါဟောလိုက်တာ ဟောကတာကတော့ကျိုးလည်းပြီးရှင်းသင်းတဲ့လောက်တော့ရှင်းသွားပြီ။စူတောင်းနေလည်းပဲအပယ်လေးပါးကသုံးပါးတွေလည်းပဲရှင်းသင်းတဲ့လောက်တော့ရှင်းသွားပြီ။အများတတိမထားမိတဲ့အချက်ကလေးတစ်ခုရှိဝရုဆိုးနေတဲ့ဒီငါးပါးသေးလာတယ်မှာလေ။အေးအဲ့ဒါလေးဘုသူတာပြောမလို့အဲမင်းတို့တတိမထားမိပါဘူး။ငါလည်းတတိမထားမိပါဘူး။ငါကတော့အခုမှသူများမေးမှငါလည်းတတိရ။နော်။တို့ငါးပါးသေးလား စောက်တည်တဲ့အခါမှာအဟံပန်းဒီဆိုတာဆိုရမလားနော်အဟံပန်းဒီကတီလာတောင်းခေါ်တယ်နော်တီလာတောင်းတာနော်ဟိုဘုန်းကြီးဒီကိုငါးပါးတီလာပေးပါလို့တောင်းတာပါပဲဗမာလိုရတော့နော်အဲအဲ့ဒီအဟံပန်းဒီလေးကိုနည်းနည်းလေးဟိုအဓိပ္ပာယ်လေးသိလိုက်အောင်ပါဠိပါဠိပဲဆိုနေဆိုတော့လေမြန်မာလိုရနော်အဟံပန်းဒီတိတရတိနတာကပြင်စာတီလာဓမ္မယာစာမိဟုတ်တယ်မလားအနုကံကတ္တဝါတီလာဒေထာနော် ဘန်းတွေကအရှင်ပြရပါပဲကောနော်နော်ဘန်းလည်းဟန်ဘန်းတွေလေအဟံကတပြည့်တော်ပေါ့နော်ဟန်ဘန်းတွေနော်တိတရဏိနတဟတရဏဂုံ၃ပါးနဲ့တကွနော်တိတရဏိနတဟနော်ပြစ္ဆသီလငွေ၅ပါးရှိတော်သီလကိုနော်ရာဇာမိတောင်းပါဤနော်ဒေတာပေးတော်မူပါဒါမင်းတို့ကတောင်းလားနော်အဲ့ဒီစကားရက်လေးကိုတန်ကတော့လည်းပဲဒီတိုင်းဆိုနေတာမင်းတို့လည်းဒါတပြည့်လုံးပါလေနော်တောင်းတော့ မင်းတို့ကတောင်းတာဘုန်းကြီးတွေကိုလေတိလာပေးဖို့တောင်းတာနော် တောင်းတောင်းတဲ့ဟာတောင်းတဲ့စကားရဲ့ကိုကြည့်လိုက်တိတရဏေနသဟတရဏံသုံးပါးနဲ့တကွနောက်တကပင်စသီလအင်္ဂါ၅ပါးရှိတဲ့သီလလို့ဆိုရင်တောင်းတဲ့အရာကနှစ်ခုတရဏဂုံသုံးပါးရယ်၅ပါးသီလရယ်ဒီနှစ်ခုတောင်းတာနော် တပည့်တော်တို့ကိုတရဏဂုံ၃ပါးနဲ့၅ပါးသီလပေးပါဖေဟာလို့တောင်းတာတောင်းတဲ့သူကနော်တောင်းလို့ရှိအဲ့ဒါပြီးတော့ဘုန်းကြီးကဘာဆိုဆုံးဆိုတော့ရမဟာဝါဒာမိတံဝရိဒါဆိုပြီးဆိုတာနော်ရမဟာဝါဒာမိတံဝရိဒါဆိုတာရာချင်းစကားကိုအဟံငါသည်ဝါဒာမိဆိုဤတန်ထုတ်စကားကိုဝရိဒါလိုက်ဆိုဆိုတော့ငါချပေးတဲ့တည်းလိုက်ဆိုလို့ခိုင်းတာဗမာလိုပြောရင်နော်ရှင်းရှင်းလေးပဲနော်မင်းတို့ကတောင်းတာလေဟုတ်တယ်မလား တောင်းလာဆိုရင်ငါပေးမယ်ငါချတဲ့တိုင်းလိုက်ဆိုဟုတ်တယ်မလားအဓိပ္ပာယ်သူကသူကဗမာလိုဘာသာပြန်လိုက်တော့အဓိပ္ပာယ်ငါမသိတာအတင်းသွားတာအဲ့ဒီမှာသတိမထားမိတဲ့အချက်ဆိုတာကဘုန်းကြီးကမင်းတို့ကတပည့်တော်တို့ကိုတရဏဂုံသုံးပါးနဲ့ငါးပါးတိလာပေးပါဖရာလို့တောင်းလိုက်ပြီတောင်းလိုက်ပြီးတော့အဲ့လိုဆိုလို့ရှိရင်မင်းတို့ငါချတဲ့တဲ့နောက်ကလိုက်ဆိုခိုင်းလိုက်ပြီခိုင်းပြီးတော့ဘုန်းကြီးကဘာချပေးတော့ဆိုတော့နမောတ္တသာသွားချပေးတယ် နမောတသဗကဝတ္တရဟတောသမ္မသမ္ဗုဒ္ဓသာမြေတော့သုံးခေါက်ဆိုရမှာလားလို့နော်အဲ့ဒါကတရဏဂုံလည်းမဟုတ်ဘူးငါးပါးသီလလည်းမဟုတ်အဲ့ဒီဟာလေးသတိမထားမိဘူးလို့နော်တကယ်တောင်းလာကတရဏဂုံနဲ့ငါးပါးသီလဆိုရင်ဘုရားတရဏံကိစ္စံမိတန်းချာမှာလေဟုတ်တယ်မလားဘုရားတရဏံကိစ္စံမိဓမ္မတရဏံကိစ္စံမိသံဃံတရဏံကိစ္စံမိဆိုတာကငါတရဏဂုံသုံးပါးလေပြီးရင်ပါဠိပါဠိကငါးပါးသီလလေ <laughs> တော့တောင်းတာမင်းတို့တောင်းတာကတရဏဂုံနဲ့၅ပါးသီလကိုတောင်းတာတရဏဂုံ၅ပါးသီလကိုပေးမယ်လို့လည်းပြောပြီးငါဆိုတဲ့တည်းလိုက်ဆိုလို့လည်းခန့်ပြီးတော့ချတဲ့ခါကျတော့နမောတသာသွားချတယ်တောင်းတဲ့ထဲမှာမပါတာကိုပြောတာပါမင်းတို့တောင်းတဲ့ထဲမှာမပါဘူးကိုယ်ထမလားမင်းတို့တောင်းတဲ့ထဲမှာမပါတဲ့နမောတသာဘဂဝတော်ရာတော်သမ္မာသမ္ဗုဒ္ဓသာကြီးကိုဖုံးညက်ချပြီဒါကလေးကလိုက်ဆိုတယ်ဒါငါတို့ငါတို့မမွေးခင်ရတဲ့ဒီတိုင်းဆိုလာခဲ့ကြတာပဲငါတို့လည်းဒီလိုဆိုလာကြတာငါတို့လည်းကုကုရွယ်တီးရောနော် <laughs> <laughs> မစင်းလာမိဘူးပြောတာကဘာဖြစ်လို့ဟိုတရဏဂုံနဲ့ငါးပါးသီလတောင်းတာကိုမစီမဆိုင်ဘာလို့ဒီကြားထဲထည့်ပြီးတော့နမောတ္တသာကြီးဆိုခိုင်းရတာတော့ပြီးတော့ဆိုခိုင်းတာလည်းသုံးកောက်ကြီးဆိုခိုင်းတာဟုတ်တယ်မဟုတ်လားဒါအဓိပ္ပာယ်ရှိရမယ်လို့ငါစဉ်းစားမိတယ်နော်အဓိပ္ပာယ်ရှိရမယ်အဲ့ဒီအဓိပ္ပာယ်ကိုဒီမင်းဆရာတော်ကြီးတွေခေါ်တယ်ခေါ်တော့ခေါ်တာတွေတွေ့တယ်ငါလိုက်ရှိတယ်တွေ့ဒီဟာဒီအကြောင်းပြောတာမတွေ့ရအောင်နော်ဘာလို့ဒီနမောတ္တသာချပြလဲဆိုတော့နော် ြောတာမတွေ့ဘူးဒါပေမဲ့လို့ဟိုဖះလက်ထက်က အကြောင်းလေးကိုနည်းနည်းလေးသိလို့ရှိရင်တော့စဉ်းစားလို့ရတယ်ဘာကြောင့်ချပေးတယ်ဆိုတာနော်အဲ့ဒါလေးကိုသိမှဒီနမောတ္တသာချပေးရရင်ရဲ့အဓိပ္ပာယ်ကပေါ်မှာအဲ့တော့တရဏဂုံဆိုတာဘလို့ဖြစ်လာတာတော့ပထမအရင်သိဖို့လိုတယ်ဟာဟိုစာအုပ်ထဲမှာလိုက်ရှာရင်တော့ဓာတ်ရဲ့ကြီးတော့မတွေ့ဘူးနော်ဘုန်းတရဏံကိစ္ဆာမိဓမ္မတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိဆိုတော့ဘုရားကိုတပည့်တော်ကြည်ညိုပါတယ်ဗျာ တရားကိုတပည့်တော်ကြီးညိုပါတယ်ဗျာတန်ခါကိုတပည့်တော်ကြီးညိုပါတယ်ဗျာလို့လျှောက်တာလေနော်အဲ့ဒီလျှောက်တဲ့အလေးထားကမြတ်စွာဘုရားဖရာဖြစ်ပြီးခါစအပိုင်းတော့ကပေါ့နော်ဒီတနေ့နေ့သုံးနေ့တွင်လောက်ထားပါတော့နော်အဲ့ဒီချိန်ကမြတ်စွာဘုရားတရားဟောရတဲ့ပုံကိုယ်တွေကဘုရားဘာသာမှမဟုတ်ပဲနဲ့မင်းစဉ်းစားကြည့်ပါလားဖရာမှခုမှပေါ့နော်လေဘုရားဘာသာမရှိသေးဘူးလေကွာမင်းဟုတ်တယ်မဟုတ်လားဘုရားဘာသာတရားမှမရှိဘူးလေ အဲ့တော့အဲ့ဒီအချိန်ကမြတ်စွာဘုရားဖရာဖြစ်ပြီးကသာတနေ့နှစ်နှစ်အတွင်းမှာဖရာလိုက်ပြီးတော့တရားဟောရတဲ့ပုံပေါ်တွေကဘာသာကြားတွေပဲအခုခင်မြင်နေကြည့်လေလို့ရှင်ဘုရားဘာသာမဟုတ်သေးတဲ့လူတွေလိုက်ဟောနေရတာလေနော်ဘုရားဘာသာမဟုတ်သေးတဲ့လူတွေကိုဖရာကတရားလိုက်ဟောရောဟောတော့ဖရာဟောတဲ့တရားကိုနားတယ်နားပြီးတော့ကြည်ညိုတယ်နော်ကြည်ညိုလာတယ်လေဖရာကဒါမြတ်စွာဘုရားပထမအစား ြုံရတဲ့အဖြစ်အပျက်ကိုပြောတာအဲ့ဒါလေးကိုကြည့်မှသိမှရမှာเนาะအဲ့တော့ကံမင်းမင်းကောကတရားဟောလိုက်ပြီမိကငါ့ကိုကြည်ညိုလာပြီဆိုလို့ရှိရင်ဘာပြောမလဲတပည့်တော်ဘုရားကိုကြည်ညိုပါတယ်ဘုရားပြောရမှာပေါ့ဟုတ်တယ်မလားเนาะဒီနေ့အစားပြီးတော့တပည့်တော်တကားတကားရင်းလို့မှတ်ပါဘုရားလို့မပြောရမှာမဟုတ်လားဒါเนาะသုံးတယ်လေအဲ့ဒီအလေးထားရှိတယ်ဘုရားလက်ထက်ကတည်းကเนาะတကားတွေကဘုရားတရားနာပြီးလို့ကြည်ညိုပြီဆိုရင်တရားပြီးတယ်နဲ့တပည့်နဲ့မြတ်စွာဘုရားဘက်ကိုလက်အုပ်ချပြီးတော့ တပည့်တော်ဘုရားကိုကြည်ညိုပါတယ်ဗျာဒီကနေ့ကစပြီးတော့တပည့်တော်ကိုမြတ်စွာဘုရားဘုရားကိုကြည်ညိုတဲ့တခါတယောက်တခါတယောက်အနေနဲ့သိမှတ် ပြုတော်မူပါဗျာလို့အဲ့ဒီလိုကြောက်တယ်အဲ့ဒီအလေးတာရှိတယ်ဟမ်မင်းကိုကန်တရားနာပြီပြီနော်တရားဝပြီပြီဆိုရင်တချို့ဟိုတချို့တခါတွေကပြန်လာလေပြန်တဲ့ကတည်တင်းထားမပြန်ဘူးအဲ့ဒီလိုလျှောက်ပြီးမှပြန်လာကိုနာမလေးပါထည့်လျှောက်တယ်နော်နော်မင်းဆိုလည်းမင်းစိုင်းစိုင်းသေးဆုံးလားဟုတ်လားမဟုတ်လား တပည့်တော်စိုင်းသိန်းစွာပါဘုရားတပည့်တော်ရှင်ဘုရားကိုကြည်ညိုပါတယ်ဒီနေ့ကစပြီးတော့တပည့်တော်ကိုရှင်ဘုရားကိုဘုရားကိုကြည်ညိုတဲ့တကားတယောက်အနေနဲ့အသိမှတ်ပြုတော်မူပါဘုရားလို့ရှောက်ပြီးတော့မှလက်ဝလိချီးပြီးတော့နောက်ဆုံးပြီးတော့ပြန်လာအဲ့ဒီအလေးထားစပြီးမှတွေ့ရတယ်နော်ရှင်တော်အဲ့ဒီအလေးထားရှိတယ်ဒါကိုဘုရားပွင့်လာတာဘိုင်းလောက်ကပေါ့နော် နောက်ပိုင်းတော့နည်းနည်းလေးအဲ့ဒါနဲသွားတယ်နောက်ပိုင်းတော့နော်အဲ့တော့ဘာလို့အဲ့ဒါဖြစ်ရတာတုံးဆိုတော့ပထမဗုဒ္ဓဘာသာမှာမဟုတ်ဘဲနဲ့ဘာသာကြားဟုတ် ဘာသာကြတဲ့ယောက်ကဘုရားကိုကြည်ညိုလာတဲ့ခါကျဘုရားကိုကိုးကွယ်လာတော့ဘုရားကိုကြည်ညိုတယ်ဘုရားကိုကိုးကွယ်တဲ့ပုံကိုဖြစ်လာတယ်လေ။ तू ဟာဘုရားကိုကြည်ညိုတဲ့ပုံကိုဘုရားကိုကိုးကွယ်တဲ့တကားဖြစ်ပါပြီလို့ तू အဲ့လိုလျှောက်တာ။နော်။အဲ့ဒါကိုလျှောက်တာကိုတရဏဂုံတည်တယ်လို့ခေါ်တယ်။နော်။ပထမဘုရားပဲရှိသေးတာ။ပထမဘုရားပဲရှိသေးတယ်ပထမတော့ကဘုရားပဲ။နောက်ကြမှာတန်ဃာဆိုတာပေါ်လာတာ။အဲ့တော့ပထမဘုရားနဲ့တရားပဲ။ဘုရားရဲ့ဘုရားခေါ်တဲ့တရားရဲ့ကြည်ညိုတာလေ။ ဘုရားဟောတဲ့တရားကျင့်ယူမှတော့ဘုရားလည်းကျင့်ယူတာဟုတ်ကွာဟုတ်တယ်မဟုတ်အဲ့ဒီကုတ္တတခါတည်းဒီပြိုင်နဲ့ပါတယ်နော်တန်ခါကနောက်မှပါလာတယ်နောက်ကြတော့ဘာလို့အဲ့ဒါပါလာရတာလဲဆိုတော့တချို့ကဘုရားနဲ့မတွေ့သေးဘူးတန်ခါနဲ့ပဲတွေ့ပြီးတော့မှကျင့်ယူရတာနော်ဘုရားတပည့်တန်ခါတွေနဲ့တွေ့ပြီးတော့ကျင့်ယူပြီးတော့မှဘုရားဘာသာဖြစ်လာတာလေဒီရှင်သာရိပုတ္တရာရှင်မောကလန်ဆိုတာဘုရားနဲ့မတွေ့ခင်ကတည်းကမင်းဘုရားဘာသာဖြစ်လာဘုရားနဲ့နောက်မှတွေ့တာဘုရားရဲ့တပည့်ဖြစ်တဲ့အရှင်အသက်ကြီးဆိုတဲ့မထေရနဲ့တွေ့တာ အရှင်အသက်ကြီးကတရားဟောလို့ဘုရားဘာသာဖြစ်လာတာရှင်သာရိပုတ္တရာနဲ့ရှင်ဘောဂလန်ကဖះနောက်မှတွေ့တာနော်အဲ့ဒီကြတော့တန်ခါပါလာပြီလေတန်ခါစီကနေရတာလေတန်ခါစီကနေရတဲ့ခါကျတော့တန်ခါလည်းပဲကြီးညိုပါလေဖះတန်ခါကိုလည်းတပြိတော်တော်ကိုးကွယ်ပါလေဖះလို့ပြောရပြီလေဟုတ်မလားအေးအဲ့ဒီလိုပဲဖះရဲ့မြတ်စွာဘုရားရဲ့ဒီတနည်းနည်းဖះပြည့်ပြည့်တနည်းနည်းအတွင်းမှာကအဲ့ဒီလိုလေးထလေးရှိတယ်တရားတစ်ခုနားပြီးလို့ရှိရင် တပည့်တော်ဘုရားကိုကြည်ညိုပါတယ်တရားကိုလည်းကြည်ညိုပါတယ်သံဃာကိုလည်းကြည်ညိုပါတယ်ယတနာသုံးပါးကြည်ညိုတဲ့ဒကာတယောက်အနေနဲ့မြတ်စွာဘုရားကအတိမပြုတော်မူပါဘုရားလို့လျှောက်ပြီးမှထပြန်လာအဲ့ဒီလေးထားလေးရှိတယ်နော် အလေးထားလေးရှိတယ်အလေးထားလေးရှိတော့အခုဒီမှာမင်းတို့ကတရဏဂုံတောင်းပြီနော်တရဏဂုံပေးပါငါးပါးသီလနဲ့တရဏဂုံပေးပါတောင်းတော့မယ်နော်တောင်းရင်ဘုန်းကြီးကတရဏဂုံပေးရတော့မယ်နော်တရဏဂုံပေးတယ်ဆိုတာဘာလဲဘုရားတရဏဂိစ္ဆာမိဘုရားကိုကြည်ညိုပါတယ် တရားကိုကြည်ညိုပါတယ်သံဃာကိုကြည်ညိုပါတယ်လို့အဓိပ္ပာယ်ရတာမဟုတ်လားလို့အဲ့လိုလို့ဆိုရင်မင်းတို့ကတောင်းတာတော့ဟုတ်ပြီလေတောင်းတာတော့သို့တော့တကယ်ကိုဖရာကိုကြည်ညိုတဲ့ပုဂ္ဂိုလ်တရားကိုကြည်ညိုတဲ့ပုဂ္ဂိုလ်သံဃာကိုကြည်ညိုတဲ့ပုဂ္ဂိုလ်ဟုတ်ကလားဆိုတာနည်းနည်းလို့မလောက်လားဟုတ်လားမဟုတ်လားဆိုတာလေလို့လာတယ်နော်တကယ်မကြည်ညိုဘဲနဲ့တောင်းတာဆိုလို့ရှိရင်တချို့မချို့မလို့ချင်တဲ့တောင်းလည်းရှိတယ်လေကွာလို့တော့မလားတကယ်လို့ချင်တာလည်းမဟုတ်ဘူးလေနော်တောင်းလာရှိတယ်လေ အဲ့တော့မေတကယ်လူချင်းတို့တောင်းလာဟုတ်ကလားတကယ်ကိုဖရာကိုကြည်ညိုလို့တောင်းလာလားတရားကိုကြည်ညိုလို့တောင်းလာလားတန်ခါကိုကြည်ညိုလို့တောင်းလာဆိုတာဒီဒီပေးရမယ့်ပုဂ္ဂိုလ်ကနည်းသိဖို့လိုလာတယ်မလားနော်ပေးရမယ့်ပုဂ္ဂိုလ်ကသိဖို့လိုလာပြီအဲ့လိုဆိုမင်းငါသန်းရတော့မှာလေဟာမင်းငါဖရာကိုကြည်ညိုပါတယ်တရားကိုကြည်ညိုပါတယ်တန်ခါကြည်ညိုပါတယ်သရဏဂုံတည်ပါမယ်လို့မင်းကပြောလာပြီမင်းတကယ်ဖရာကိုကြည်ညိုတာဟုတ်ကလားဟုတ်တယ်ဆိုရင်မင်းဖရာကိုရှေခိုးပြသားရှေခိုးခိုင်းရမှာဟုတ်လားရှေခိုးမှယုံပါလေရှင်မခိုးရင်မယုံဘူးလို့ပါ အဲ့ဒါရောဘုရားဗုဒ္ဓနမောတတဆိုခိုင်းတာနမောတတဆိုဘုရားရှိခိုးကြီးနော်ဘုရားရှိခိုးဘုရားအရင်ရှိခိုးခိုင်းလိုက်တာရှင်းရှင်းပြောရမယုံလို့ပဲမင်းတောင်းလာတော့ကတောင်းလာကိုပေးမယ်လေပေးဖို့အတွက်မယုံတဲ့အတွက်မင်းတကယ်ဟုတ်ကလားဟုတ်လို့ရှင်ဘုရားရှိခိုးပြနော်ရှိခိုးပြရှိခိုးပြသုံးညသုံးပါရှိခိုးပြလို့ဟုတ်တယ်ဆိုရင်ငါပေးမယ်မရှိခိုးမရရင်မပေးဘူးလေကွာဒီဒီပဲညနော်အေးအဲ့အဲ့ဒီပဲနော် နမောတသဗကဝတ္တရာတော့တမသမုဒ္ဒသဆိုတော့ဘုရားရှိခိုးပဲဘုရားရှိခိုးတဲ့မှာအတူဆုံးဘုရားရှိခိုးအကောင်းဆုံးကောင်းလဲအကောင်းဆုံးပဲနော်ဒါဗမာလူပြန်လိုက်လို့ရှိရင်နောက်ကဂုံလုံးထားလိုက်တော့အရာဘဂဝတော်ကနေစရမှာလေဘဂဝတ္တဘုံတော်၆ပါးရှိတော်မူသောနော်အရာတော်ပူဇော်ထုကိုကံတော်မူတိုက်သောတမသမုဒ္ဒသတရားလုံးစုံကိုကိုတော်တိုင်ထုထုမြင့်သိတော်မူသောမြတ်စွာဘုရားအားရှိခိုးပါ၏ဒါပဲဂုံလုံး၉ပါးတည်းက၃ပါးပဲသူကလောက်တာယူထားလိုက်တာအဲ့ဒီ၃ပါးက ုံတော်ကြီးလို့ခေါ်တယ်။အဲ့ဒီသုံးပါးကိုယူလိုက်လို့ရှိရင်ကြံတဲ့6ပါးလဲပါလာတယ်ဒီထက်မှရောပါလာတယ်။9ပါး။အဖေအားကိုဂုံတော်အကြီးသုံးပါးနဲ့တိုင်တဲပြီးတော့ရှေခိုးပြလိုက်တာ။အာရှေခိုးပြလိုက်တော့ဟောဟုတ်ပြီဒါမနော်။မောက်ဆိုင်သိန်းစောဖေရတော့ရှေခိုးပြီနော်။ဖေရရှေခိုးပြီဒီကောရှေခိုးလို့ရှိရင်ငါပေးတော့မလဲ။မင်းရှေမကွေးမမေးဘူးလို့ဟာ။ဟုတ်လား။အဲ့ဒါမင်းငါပေးတော့မဆိုတော့အဲ့ကြတော့မှ သုံးချိန်ရှိခိုးပြီးတော့မှဘုံတော်တရဏံကိစ္စမချပေးတာအဲ့ဒါပေးတာလေအဲ့ဒီဒီပဲလူလည်းမသိဘူးငါတို့လည်းမစဉ်းစားမိဘူးငါတို့ကဘာလို့တောင်းတာကတရဏဂုံနဲ့ငါးပါးသီလကိုတောင်းတာကိုမစီမဆိုင်ကြားတဲ့ကဘာလို့ဒီနမောတတကြီးဆိုခိုင်းရတာတို့စဉ်းစားမိတယ်မို့နော်ဟောဒီဒိဗေနဲ့ဆိုခိုင်းတာလို့ရှင်းရဆရာတော်ဒီနော်အဲ့ဒီလို့သိတော့မှဩဒီငါးပါးသီလဩကာသကရောကျုံးနဲ့ငါးပါးသီလဟာအတော်ကို ဟိုအတိတ်ပဲရှိပြီတော့เนาะပြည့်စုံအောင်စီစဉ်ခဲ့တာရှေ့ရဆရာတော်ကြီးတွေလေဘယ်တော့ရေကမမ်းမသိဘူးဘယ်တော့ဘကခဲလောက်ကလိုပဲကြားရတာတိတိကျကျမသိဘူးเนาะအင်းဝခဲမှာတော့အဲ့ဒါရှိနေပြီသိကြပြီဆိုတာเนาะဘကခဲမှာတော့အဲ့ဒါចောက်စာတွေမှာတော့နမောတောစာတွေတော့တွေ့တော့တွေ့တာပေါ့เนาะဒီ၅ပါးသီလရဲ့စီစဉ်ပုံပြောတာပါရှေ့နောက်စကားစီစဉ်ပုံတိတ်ကောင်းတာเนาะเนาะပထမကတော့ခိုင်းလိုက်တဲ့ဩဃာသာနဲ့လीကတော့ပြီးရင်စုတော့ခိုင်းလိုက်လေစုကောင်းပြီးရင်တောင်းခိုင်းလိုက်လေဒီလား တောင်းပြီးရင်နမောတသနဲ့ရှေခိုးခိုင်းလိုက်တယ်ရှေခိုးပြီးရင်တရဏဂုံချပေးတယ်တရဏဂုံပြီးမှ၅ဘတ်သီလချပေးတယ်နော်အဲ့ဒါအဓိပ္ပာယ်ရှိတယ်ဒီအဲ့ဒီအဓိပ္ပာယ်လေးနော်တရဏဂုံနဲ့တကွ၅ဘတ်သီလဆိုတာလည်းအဓိပ္ပာယ်ရှိတယ်၅ဘတ်သီလကတရဏဂုံမပါတဲ့၅ဘတ်သီလရှိတယ်အဲ့ဒါကြောင့်တကွထည့်ရတာနော်ရှိတယ်ဟိုဘာသာရေးလေးလည်းခု၅ဘတ်သီလရှိတာပဲလေအဲ့ဒါသူတို့တရဏဂုံမပါဘူးမင်းတို့ကတရဏဂုံပါတယ်လေအဲ့လိုသူများလည်းမရောအောင်လို့လုပ်တာ အဲ့ဒါလည်းဒီမှာသူရငါးပါးသီလနဲ့မရောအောင်လို့နော်အခုပါဠိတွေပါလာသူများတဲ့မသားဘူးဆိုတာဗုဒ္ဓဘာသာတည်းမဟုတ်ဘူးဘယ်ဘာသာမှမသားဘူးနော်ဘယ်ဘာသာမှသူမဲ့ဥစ္စာလည်းဘယ်ဘာသာမှမခေါ်အောင်မယ်ဟုတ်လားခိုးခိုးခွင့်ယူတဲ့ဘာသာလည်းမရှိဘူးလေကွာသူမဲ့သမီးရလည်းဘာသာမှမပြပါဘူးလေဟုတ်လားမဟုတ်လားလိန်နာညာတော့ဘယ်မှမလဲရဘူးမဟုတ်လားအစိုးရတွေကတော့မလရင်ဖမ်းသေးတာယူမင်းဘယ်ဘာသာပဲဘယ်ဘာသာခေါ်ပြောတော့ဟုတ်လားမဟုတ်လားနော်အေးအဲ့ဒါကြောင့်မို့လို့ဩငါးပါးသီလကဘယ်ဘာသာမှမဆိုရှိတယ်ဒါပဲမလို့ ငရုငုစောက်တည်းဒီလာရှေ့မှာတတနာကုန်ခန်းထားတာကတို့ဘုရားဘာသာငါးပါးဒီလာမသိအောင်လို့နော်အဲအတိတ်ပဲရှိတယ်ဗျနော်အေးအဲ့ဒါလေးဘုသူတာဟောကဲလို့ရေးသက်ချောင်း